ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဒီနေ့ညနေမှာဆိုလို့ရှိရင်တော့ Anthony Santos တို့ Tom Heaton တို့ ਨੇ ပတ်သက်တဲ့သတင်းတချို့ကျွန်တော်ရထားတယ်ပေါ့နော်အပြောင်းအရွှေ့နဲ့ပတ်သက်လို့တော့ကျွန်တော်ကအများကြီးထူးခြားတာလीကျွန်တော်ရမှာထားသေးတော့ live TV ကျွန်တော်မသွားပြတော့ဘူးဆိုတော့ပထမဆုံးအနေနဲ့ Manchester United ကတော့ဂိုးသမားဖြစ်တဲ့ Tom Heaton ကိုတရားသည်ထက်ပြီးတော့တက်တန်းတိုးနိုင်ခဲ့ပြီဖြစ်တယ်ပေါ့နော်ဒီပြ Amorin နဲ့ နီးပြားအဖွဲ့ဝင်ရဲ့ဘက်ကဒီဆုံးဖြတ်ချက်ကိုသဘောတူခဲ့ပြီးတော့မကြခင်မှာအတင်းရဲ့ဘက်ကနေပြီးတော့ဒါတရားဝင်ကြီးညာမှာဖြစ်တယ်ဆိုပြီးတော့ဖက်ဘရီဇီယိုကကျွန်တော်ပြောထားတယ်။ဒါတော့ဒီတူမီတန်နဲ့ပတ်သက်လို့ရှိရင်တက်တန်းတစ်နှစ်တိုးလိမ့်မယ်ဆိုတာကတော်တော်များများတော့သတိထားမိကြပြီးသားလို့ကျွန်တော်ထင်တယ်။လူတပင်းတော့တူမီတန်ဟာပွဲကစားခွင့်နေမရဘူးအတင်းရဲ့ပွဲကစားခွင့်နေလူစင်းနေမှာဆိုလို့ရှိရင်လည်းတတိယဦးစားပေးဂိုးသမားဖြစ်တာရှိနေတာဒါပေမဲ့လို့ပေါ့နော် ခေါင်းဆောင်ပိုင်းနေရာတွေမှာ သူဟာအင်မတန်အရေးပါတယ်။ဒါအပြင်အသင်းရဲ့အဝတ်အစားလေကန်းထဲမှာဆိုလို့ရှိရင်လည်းကစားမရဲ့အရေးပါမှုကတော်တော်ကိုကြီးတယ်ပေါ့နော်။ဒါကြောင့်ဒီကစားမဖြစ်သူကိုအသင်းတာဝန်ရှိသူတွေရဲ့ဘက်ကကျွန်တော်တို့ကတစ်နှစ်ဆက်ပြီးတော့တက်တန်းတူတွေဆုံးဖြတ်ခဲ့လိုက်တာ။ တော့အဝစားလဲကနေမှာဆိုလို့ရင်နီးပြကိုအကူအညီပေးဖို့ကစားမားတွေကိုဥဆောင်ဖို့ဒါတွေဟာတော်တော်ကြီးကိုအရေးကြီးတဲ့နေရာမှာပါတယ်ပေါ့နော်။ဒါကြောင့်အရာတွေကိုကောင်းကောင်းဥဆောင်နေသလိုအတွေ့အကြုံတွေရှိပြီးသားဖြစ်တဲ့တူမီတန်ကိုအသင်းဘက်ကဆက်ထားဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တာ။ဒါတွေကယာဒီမတကုံငင်ကလေးကတရင်နေတဲ့ကြောင့်ကျွန်တော်ထွက်နေခဲ့တဲ့အရာတွေဆိုတော့ဒါကြောင့်တူမီတန်ကိုတရန်တူးနိုင်ခဲ့ပြီးအများကြီးထူးခြားတာမဟုတ်တော့ကျွန်တော်မပြောတော့ဘူး။ဆိုတော့အဓိကအားဖြင့်ဒီထဲမှာအန်တိုနီဆန်တိုးစ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာဒီနေရာမှာဒီအက်သလက်တစ်ကနေပြီးတော့ report လုပ်လာတာပါ။ ။အပြောလဲဆိုတော့ Real Betis ရဲ့အသင်း Real Betis ကတော့ဗောနော် Anthony Santos ကို United ထံကနေအပြည့်အဝခေါ်ခြင်းတဲ့ဆန္ဒရှိတယ်ဗောနော် United ကတော့ Oh sorry United နဲ့ဗောနော်ဆွေးနွေးမှုတွေလည်းသူတို့ပြုလုပ်ထားတယ်ဒါပေမဲ့လို့လောလောဆယ်မှာတရားဝင်ကန့်လန့်မှုတွေမရှိသေးသလိုအပြောင်းအရွှေ့ပြင်းပြောင်းဖို့ဆိုလို့ရှိရင်တော့တော်တော်ကိုအချိန်ယူရလိမ့်မယ်ဆိုပြီးတော့မျှော်လင့်ထားကြတယ်ပေါ့နော်။အန်တိုနီဆန်တိုးစ်ရဲ့အပြောင်းအရွှေ့တို့နော်မာကတ်စတရက်ရှူရဲ့အပြောင်းအရွှေ့တို့ပြီးလို့ရှိရင် အဲဗာလဲကျိုကိုရီတင်းရဲ့ဘက်ကရောင်းချမဲ့ကစားမားရဲ့အပြောင်းရွှေ့တီကတော်တော်ကိုအချိန်ယူရမယ့်အပြောင်းရွှေ့တီကြီးပဲရဲ့တခြားကြောင့်တော့ကျွန်တော်မဟုတ်ဘူးပြာတိလားဘာလို့လဲဆိုတော့ကစားမားရီနဲ့လောက်ခလာစားကိစ္စညှိနှိုင်းတာရီအဲ့ဒါတွေအဆင်ပြေတယ်ဆိုရင်တော့မှပေါ့နော်အဲ့ဒါတွေအဆင်ပြေရင်တော့မှကျွန်တော်တို့ဒီအဝါရီနဲ့ကလပ်အသင်းနဲ့ပို့ကိုဆိုပြီးပါလေဒီပြောင်းရွှေ့ခြင်းညှိနှိုင်းတာတွေကတော်တော်အဆင်မပြေလို့ပဲထားပါတော့ကျွန်တော်တို့ဒီဂျီရန်ဆန်ဂျူတို့ဘာလို့ဆိုလို့ရှိရင်များ အသင်းဘက်က25တန်း30ရန်ရောင်းချမှာဒါပေမဲ့လို့ပေါ့နော်ကစားသမားကကျတော့လောက်ခလာစာရှော့မယူခြင်းတော့အပြောင်းရွှေ့ဖြစ်ဖို့ကတော်တော်ခဲရင်းနဲ့အချိန်ကြာမယ်ပေါ့နော် market stretch ဖို့ဆိုလို့ရှိရင်ပြဿနာကနှစ်ခုဖြစ်နေတာကစားမကတပတ်ကို3သိန်း2000ခွဲရတယ် United ကလည်းပေါင်တန်း40လိုချင်တယ်ဆိုတော့ဒီညမှာပေါင်တန်း40ပြီးကျင်တဲ့အတင်းတော့အများကြီးရှိတာမဟုတ်ဘူးအကယ်လို့ပေါ့နော် rushwood ကိုခေါ်ကျင်တဲ့ဟိဆိုလို့ရှိရင်တော့မှတပတ်ကို3သိန်း2000ခွဲက rushwood ကလာစာရှော့ယူပါမလား ဘာစီလိုနာကိုပြောင်းကျင်နေတာဖြစ်တဲ့ဘာစီကိုပြောင်းသွားရင်တော့လစာရှော့ယူမယ်လို့သူပြောထားတယ်ဒါပေမဲ့လို့ဘာစီရဲ့ဘက်ကလက်ရှိ market stretch ဘူးလို့ဘာလို့မဟုတ်တော့ပဲနဲ့ Nico Williams ကိုခေါ်ဖို့အချိန်ကြီးကောင်းသွားပြီဆိုတော့ market stretch ဘူးကိုတန်း40ကုန်ခံပြီးတော့တပတ်ကို3သိန်းကျော်ပြီးခေါ်တော့မှာမဟုတ်ဘူးเนาะနောက်တစ်ခုကကျွန်တော်အနေနဲ့ဒါ Garnacho Garnacho ဆိုလို့ရှိရင်ဗျာအသင်းဘက်ကနေပြီးတော့ကျွန်တော်တို့ကလက်လွတ်တဲ့နေရာမှာလစာကိစ္စတွေကခေါ်ခြင်းနဲ့အသင်းနေနဲ့ Garnacho ရဲ့ကြားထဲမှာအဆင်ပြေတယ်ဒါပေမဲ့လေလို့ လူပြောမလဲအသင်းရဲ့ဘက်ကပေါင်သန်း80လောက်လိုချင်နေတော့ပြည်တွင်းကလပ်တွေတန်ရောင်းချဖို့ကမဖြစ်နိုင်ဘူးပြည်ပကလပ်တွေဆိုလို့ရှိရင်တော့တန်90ဝန်းကျင်အနေဆုံးရမှာဆိုတော့ပြောင်းရွှေ့ရေးကပြဿနာဖြစ်နေပြန်ရောအန်တိုနီဆန်တိုးစ်လိုချင်လည်းကျွန်တော်ဒီတိုင်းပဲပြဿနာကနှစ်ခုစလုံးတက်နေတာအန်တိုနီဆန်တိုးစ်ကယူနိုက်တက်မှာတပတ်ကိုနှစ်သိန်းရတယ်ဒါဟာရီယယ်ဘက်တစ်လိုအသင်းမျိုးအတွက်ပေးချီနိုင်စွမ်းရှိတဲ့အနေထားမှာမရှိဘူးရီယယ်ဘက်တစ်မှာတပတ်ကိုနှစ်သိန်းတန်အောင်ပြသနိုင်တဲ့စွမ်းဆောင်ရည်တွေတော့လောက်ပြထားတဲ့ကစားမကအများကြီးရှိတာမဟုတ်ဘူး ဒါအမီယူနိုက်တက်ကဘောနော်35တန်းတန်း40အဲ့လောက်ထိလေသူတို့ပေးမှာမဟုတ်ဘူး။ဒါကြောင့်အန်တိုနီဆန်တိုးစ်တို့ဘာလို့ဆိုလို့ရှိရင်ရီယယ်ဘက်တစ်တို့ဘာလို့ရဲ့ဘက်ကတကယ်လူကျင်တာတောင်မှအပြောင်းရွှေ့ဖြစ်ဖို့ကနီလန်နှစ်ခုစလုံးနဲ့ကိုတိုင်ပတ်နေတာဆန်တိုးစ်ရဲ့ဘက်ကဟိုဘာလို့ပြောမလဲဘက်တစ်မှာအချီနီကောင်းတယ်ပျော်တယ်ဆိုရင်တောင်မှဗျာလာစာရှော့ယူနိုင်ပါမလား။နော်လာစာဆိုလို့ရှိရင်လည်းပဲမင်းတို့လူကျင်တယ်သူတို့ပေးကျင်တဲ့ဈေးနဲ့မင်းအဆင်ပြေပါမလား။မင်းရှော့ယူဘယ်လောက်ရှော့ယူနိုင်မှာတော့ဗျာမင်းတသိန်းခွဲပေါ့5000ရှော့ယူပေါ့။ တသိန်းချော့ယူရင်တော့မှနောက်ထပ်လက်သာတသိန်းကျန်သေးတယ်ဗျာဒါဆို reactive ဘက်ကဘယ်လိုသွားမလဲအဲ့ဒါမလားနော်ပြောင်းရွှေ့ခြေ35သန်းတန်း40ဆိုလို့ရှိရင်ရောသူတို့လက်ခံပါမလားဒါကလည်းကျွန်တော်ရှိသေးတာဒါကြောင့်ခြုံကြည့်ရမယ်ဆိုလို့ရှိရင်အသင်းဘက်ကလက်လွတ်ချင်တဲ့ကစားမားတွေမှာကပြဿနာတွေကဗောနော်တမျိုးမဟုတ်တမျိုးတက်နေကြတာဒါကြောင့် athletic ကတော့ဗောနော် reactive ရဲ့ဘက်ကအန်တိုနီဆန်တိုစ်ကိုအမှန်ကန်ခေါ်ချင်တာဒါပေမဲ့လည်းလို့ဗောနော်ဒီအပြောင်းရွှေ့ဖြစ်မြောက်ဖို့ဆိုတာတော်တော်ကိုအချိန်ကြာမယ်လို့သူတို့ပြောထားတယ် ဆောင်ကြည့်ရပါမယ်ဆိုတော့ဒါကတော့လက်ရှိမှာအန်တိုနီဆန်တိုးစ်နဲ့ပတ်သက်တဲ့သတင်းလက်ရှိ United နဲ့ရထားတဲ့သတင်းတချို့ပေါ့လေဆိုတော့ breaking news တွေတို့နော်ကျွန်တော်တို့ဒါအပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ True Gear သတင်းတွေတက်လာသေးတယ်ဆိုလို့ကျွန်တော်ဆက်ပြီးတော့တွေးကြပါမယ်မဟုတ်ရင်တော့မနေ့ဖြန်မနေ့မနေ့ခင်းပိုင်းသတင်းတွေမှာကျွန်တော်ပြန်ပြီးတော့တွေးကြပါမယ်ကြည့်ရှုအားပေးတဲ့ညီကူများလုံးကိုကျေးဇူးများကြီးတင်ပါတယ်